အတ္တဒီပဝံအတ္တပတော့ကဲ။နာဝတိမြို့မှာနေစေဒီတောက်တံကိုဟောခဲ့တာ။အတ္တဒီပဆိုတာကတော့ဝိဇိမန္တိကေမှာလည်းပဲတစ်ခုပါခဲ့တယ်။အခုတန်ယောတဏိကေမှာလည်းပဲတစ်ခုပါအတ္တဒီပဘေကွယ်ဝိရတာအတ္တတရဏာဉညတရဏာကိုကိုကိုမိကိုကြကိုကိုကိုအာကိုကြ သူများကိုအာမကိုကြနဲ့ကိုကိုကိုမိကိုကြကိုကိုကိုအာကိုကြသူများကိုအာမကိုကြနဲ့ကိုကိုကိုလို့ပြောတဲ့နေရာမှာသာရကဖွင့်တယ်လောကီလောကုတ္တရာနှစ်ခုလုံးပြောတာအားတဲ့လောကီပိုင်းဆိုင်ရာလည်းပဲကိုကိုကိုအာကိုရမယ်ကိုကိုကိုမိကိုရမယ်ကျမကြီးကောင်းခြင်းလေကျမကြီးကောင်းဖို့ရတော့ဘယ်သူအာကိုရမှာလဲကိုကိုကိုအာကိုဖို့အဓိကပဲ အစာတော့တယ်ဂယုဆိုင်စားရမယ်အနေထိုင်နေဂယုဆိုင်ရမယ်လှုပ်လှုပ်ရှားရှားနေတဲ့ချိန်လှုပ်လှုပ်ရှားရှားနေရမယ်ဟောဒါလောကီပိုင်းဆိုင်ရာလက်ကိုယ်ကိုယ်ပဲမိခိုးရမယ်ကိုယ်ကိုယ်ကိုအားကိုးရပညာတတ်ဖို့ရာအတွက်ဒါလောကီပညာတွေတတ်ဖို့ရာအတွက်ဘာလို့လဲကိုယ်ကိုယ်ကိုမိခိုးရမယ်ကိုယ်ကိုယ်ကိုအားကိုးရမယ်သူများအားကိုးရင်လေးနဲ့တော့မရဘူးစာတတ်တဲ့နေရာမှာလည်းအာယုံဆိုင်တက်မယ်ပေါ့ ။ဇာကြီးတိုင်းဝန်ထမ်းနေရာမှာလည်းပဲအာဝန်စားထိုက်ပြီးတော့သေသေချာချာပေါက်ပေါက်မြောင်မြောင်ဖြစ်အောင်ဇာကြီးတိုင်းဝင်ရမယ်ပေါ့။ပြီးတော့ကိုကိုတိုင်းလည်းပဲတွေးတတ်ရမယ်ပေါ့။ကိုကိုတိုင်းလည်းပဲပြီးတော့ research တွေလုပ်တတ်ရမယ်ပေါ့။ Chief Library Base Research Base အဲ့ဒါအရင်နေနဲ့အဲစာကြည့်လိုက်တယ်သေသေချာပေါ့ပေါ့စာတွေကိုလုပ်မယ်ဆိုရင်ကိုကိုကိုအားကိုးမယ်ဆိုရင်စာမတက်စရာအကြောင်းကိုမရှိနော်။အောင်မြင်ဖို့ဆိုရင်လည်းထို့အတူပဲကိုကိုကိုအားကို တော်တော်များများစီမံခန့်ခွဲမှုစတဲ့ပညာရက်တွေမှာမကျွမ်းကျင်တဲ့အခါကျတော့သူများအားကိုးတွေအားကိုးရရှိပေမဲ့လည်းမအောင်မြင်ရတာများတယ်။အဲစီမံခန့်ခွဲပညာစတာတွေကိုကိုပါလို့လေ့လာရမယ်။ကိုပါလို့တွေးခေါ်ရမယ်။ကိုပါလို့စီမံတတ်ရမယ်။သတိမလွတ်အောင်လုပ်ရမယ်။အဲဒါဆိုရင်ကိုကိုကိုအားကိုးမယ်။ကိုကိုကိုမိကိုမယ်ဆိုရင်ဘာမှမစိုးကုန်ဖြစ်တယ်။ဒါကြောင့်လော်ကီလည်းပဲကိုကိုကိုအားကိုးဖို့ကအရေးကြီးတယ်။ လောကုထာမှာလည်းပဲသူကကိုယ့်ကိုယ်ကိုအားကိုးရမယ်ကိုယ့်ကိုယ်ကိုမိကိုရနောက်တစ်ခုဓမ္မတိပါဓမ္မတရဏအနိညာတရဏလောကုထာတရားဆိုတဲ့မတရားဖို့တရားနိဗ္ဗာန်ဆိုတဲ့လောကုထာတရားတွေကိုလည်းပဲမိကိုရလောကုထာတရားတွေကိုလည်းပဲအားကိုးကြတချို့ကြလောကီနဲ့ရက်သွားမှာဆိုလို့မြတ်စွာဘုရားကမိတ်လောကီကတော့ဘဝတစ်ခုစာအတွက်ခဏတာအတွက်တော့အစဉ်ပြေခြင်းပြေမှာပေါ့ နော်တန်မြာအတွက်လည်းပဲအစဉ်ပြေခြင်းပြေမှာပေါ့ဒါပေမဲ့လည်းပဲဘဝလွတ်မြောက်ရေးအတွက်ဒုက္ခတွေကောဒုက္ခတွေအကုန်လုံးကျော်လွှားရေးအတွက်ကြတော့ဓမ္မမပါပဲနဲ့ဘလုံးမဟိုအစဉ်မပြေဘူးဒါကြလေဒီဘဝမှာဘဝကောင်းရကြရမယ်နောင်ဘဝကြဘဝကောင်းရကြမှာရဒီဘဝမှာတရားနဲ့တွေ့ခြင်းတွေ့တယ်ညောင်ဘဝကြတော့တရားနဲ့တွေ့ခြင်းမှာတွေ့ပါဒါကြောင့် တရားကိုလက်တွေ့သိတဲ့အထိမက်ဖို့ရတဲ့အထိကိုအားထုတ်နိုင်မှဒါလည်းဓမ္မဆိုတဲ့တရားကကိုယ်စီရောက်လာပြီးတော့ဓမ္မကိုအားကိုးရရောက်မယ်ဓမ္မကိုမိကိုးရရောက်မယ်ဒါကြောင့်လောကုတ္တရာတရားတွေကိုစိုက်မြစိုက်ရောက်တဲ့အဆင့်ထိတဲ့ဓမ္မကိုမိကိုးရဓမ္မကိုအားကိုးရအေဟောပြီအဲ့လိုဆိုရင်ကိုယ်ကိုယ်ကိုလည်းအားကိုးမယ်ကိုယ်ကိုယ်လည်းမိကိုးမယ် တရားကိုလည်းအားကိုးမယ်တရားကိုလည်းမိကိုမယ်ဆိုတဲ့လူတယောက်အနေနဲ့အရင်ဆုံးပါစဉ်းစားရပါလေလာပြီသူကမြတ်စွာဘုရားကလည်းကြတော့ theory တည်းမပြောဘူး practical ပဲပြောတာယောနိဥပပရခိတ္တပါ အကြောင်းကိုစဉ်းစားတော့အကြောင်းဒီစဉ်းစားအကြောင်းဒီစဉ်းစားပညာရှင်ဆိုတာအကြောင်းဒီမြင်နိုင်မှာတကယ်ပညာရှင်ပေါ့အကျိုးကြီးပဲမစဉ်းစားနဲ့အကြောင်းစီစဉ်းစား ဘာအကြောင်းလေလဲဆိုတော့တောကပရိဒေဝဒုက္ခဒေါမနတာဥပါယံသာစိုးရိမ်မှုတွေဖြစ်နေကြတာစိုးရိမ်မှုတွေဘာအကြောင်းဖြစ်တာလဲငိုနေကြရတယ်ဘာအကြောင်းငိုရတာလဲကိုယ်စည်းရင်မှုစိတ်စည်းရင်မှုတွေကြုံနေရတယ်ဘာကြောင့်ကိုယ်စည်းရင်မှုစိတ်စည်းရင်မှုတွေကြုံနေကြရတာလဲဥပါယတာပြင်းပြင်းထန်ထန်ခံစားနေရတယ်ဘာကြောင့်ပြင်းပြင်းထန်ထန်ခံစားနေရတာလဲဆိုတော့ဇင်းမြစ်ကို အကြောင်းရင်းကိုရှားတော့မယ်ရှားတော့အဲ့ဒါအဲ့လိုကိုကိုကိုအားကိုးမယ်ဆိုရင်အရင်ဆုံးကအကြောင်းရင်းကိုရှားတော့အဲရှားလိုက်တဲ့ကကြီးလိုက်တော့ဘလို့အကြောင်းရင်းရှိတယ်လဲမြတ်စွာဘုရားကအဲပရိသတ်ရဲ့ကိုစားအကြောင်းရင်းကိုလိုက်ရှားပြတာဟောဆိုရင်နဲ့ဆိုရင်နဲ့ဆိုတော့ဘာအကြောင်းလဲဆိုတော့ရုပ်ကိုအကြောင်းပြုပြီးတော့ဆိုရင်နာလေးရှိတတ်တယ်တဲ့နော်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဆိုရင်နာလေးရှိတတ်တယ် အဲစာပေလေးလာမှုတွေမရှိဘူးတရားအားထုတ်မှုတွေမရှိဘူးကျွမ်းကျင်တရားနဲ့ပတ်သက်ပြီးတော့ပိုင်နိုင်ကျွမ်းကျင်မှုမရှိဘူးဆိုတဲ့လူတယောက်ဟာရူပံအတ္တတော်သမလို့ဆိုတဲ့ပတ္တိရူပဝတ္တဝအတ္တနံအတ္တနဲ့ယုတ်မကွဲတော့ကိုယ်ခန္ဓာကိုယ်ကြီးကိုပဲအတ္တလို့ထင်နေရဒီခန္ဓာကိုယ်ကြီးပဲငါကိုငါကိုငါကိုလို့ထင်နေရငါရဲ့ကိုယ်ကြီးလို့ထင်နေကြတယ်အတ္တလို့ထင်နေကြတဲ့အခါကျတော့ဆွဲလန်းကလည်းကြီးသွား ဆွဲလန်းတော့တော့ပြည့်တနာတော့မရှိသေးပါဘူးအဲဆွဲလန်းနေဆိုတော့ဟောဒီခန္ဓာကိုယ်ကြီးဟောဒီယုံကြီးဝိပရိနမတိဖောက်ပြန်ပြီဆိုတော့ဒီနေ့အင်းရဟောဒီအပြောင်းလဲတွေဖြစ်သွားပြီဆိုတော့ဒီနေ့ရတော့ဘာဖြစ်လဲဆိုစိတ်မစိတ်စင်ရဲကိုစင်ရဲတွေဖြစ်တယ်ဆိုရင်နာတွေပူပန်နာတွေဖြစ်တယ်ပြင်းပြင်းထန်ထန်စိတ်ပဲမှန်းရတာတွေဖြစ်တော့တာပဲဒါကြောင့်ဒီလိုသောကပရိတွေကစပြီးတော့ဖြစ်ချင်းရဲ့အဓိကအကြောင်းကတော့ ငါကိုငါဆိုပြီးတော့မြင်တဲ့အမြင်ကအဓိကပဲငါလို့မြင်နေမယ်ငါကိုလို့မြင်နေမယ်တကယ်တော့အတိတ်ကံကြောင့်ဖြစ်နေတဲ့ရုပ်ဒေနံတွေဟာသူ့အခိုက်အတန့်လေးပဲဖြစ်ပြီးတော့ပြက်သွားကြတာလေးတွေကိုပဲမြန်အောင်မကြည့်နိုင်ပဲနဲ့ဒါကြီးကိုပဲအမြဲတမ်းတည်ရှိနေတဲ့ခန္ဓာခန္ဓာကိုယ်ကြီးလို့မြင်နေတဲ့မြကာလပတ်လုံးအစွဲလန်းတွေဟာကြီးပြီးတော့ပေတဲ့အချိန်ပျောက်ပြက်တဲ့အချိန်အပြောင်းအလဲတွေဖြစ်သွားတဲ့အချိန်ကြတော့ စိတ်ဆင်းရဲကိုဆင်းရဲတယ်ဖြစ်တာဒါကြောင့်စိတ်ဆင်းရဲကိုဆင်းရဲဖြစ်တာငါလို့မြင်လို့ငါခန္ဓာကိုယ်လို့မြင်လို့နော်ယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လည်းထို့တူပါပဲဒါဆိုရင်အဲ့ဒုက္ခတွေမရောက်အောင်ဘလို့မရောက်ခြင်းရဲ့အကြောင်းကဘာလဲလူတွေအများကြီးပဲတချို့ကြလည်းပဲဒီမှာကြည့်ပါလားဟောဘာလဲဆိုတော့ယဟန်တွေယဟန်ယဟန်ညတူပေမဲ့လည်းပဲတချို့ယဟန်တွေကြအေးချမ်းလိုက်တာတအားကိုစိတ်ချမ်းတာတချို့ယဟန်တွေကြတော်တော်ကိုပူပန်နေကြတယ် လူလူချင်းတို့တထေးတထေးချင်းတို့ပဲတထိုးတထေးသေးကြတအားကိုအေးချမ်းလိုက်တာတချို့တထေးသေးကြတအားကိုပူပန်တာကိစ္စနာရှိတာရှိတာအားပူပန်နေတာတချို့ပညာတတ်တယ်ဒါအေးချမ်းလိုက်တာတချို့ပညာတတ်တယ်လို့ပြောပြီးမှလည်းပညာတတ်တယ်ကြတအားပူပူနေတာဘာကြောင့်လဲအတို့ရဲ့အဲဟောပေါ်လို့ဆိုအမြင်ပေါ်မှာမူတည်သွားတာတို့ရဲ့အမြင်ပေါ်မှာမူတည်သွားတာအခုကြည့်လိုက် လူတွေတချို့တို့တွေစိတ်ဆင်းမစင်းရဘူးချက်စိတ်ချမ်းချမ်းသာသာနေနိုင်တယ်ဆိုတာဘာကြောင့်လဲအောက်ပိုင်ကြီးလိုက်ရူပတ္တအိဋ္ဌာတံဒိဋ္ဌဝါသူကစိုးရည်တယ်သိတယ်ငါငါရုပ်ခန္ဓာကိုယ်ကြီးငါရုပ်ခန္ဓာကိုယ်ကြီးဟာဒီအတိုင်းအမြဲတမ်းရှိနေတာမဟုတ်ဘူးဆိုတာသူကသိတယ်နော်ဒီအတိုင်းအမြဲရှိနေတာမဟုတ်ဘူးဆိုတာသိတယ်တချို့ဆိုရင်မသိတဲ့လူတွေသိအောင်လို့ဆိုပြီးတော့မြတ်စွာဘုရားကဟောထားတာရှိသေးတယ်လေနေ့တိုင်းနေ့တိုင်းစဉ်းစားမယ်ဟာရှိတယ်ဟာတဲ့ဘာတွေလဲဆိုတော့ ။အိုနာသေးကွက်ကန်တာပဲအမြဲစင်ရင်ဤငါရင်ငါအိုဟာအိုမယ်ဆိုတာနေတိုင်းစင်ရင်စဉ်းစားဟာ။အိုဟာအိုမယ်ဆိုတာကပြိုတယ်ဆိုတဲ့လူတယောက်လူပြိုတယ်ဆိုတဲ့ခန္ဓာကိုယ်လေးဟာဒီအတိုင်းအမြဲတမ်းမရှိဘူးဆိုတာကြိုးသိအောင်တော့ထား။ဒါအိုတယ်လို့ကြိုးသိအောင်မြင်အောင်လို့ကြည့်နေတိုင်းကြည့်လို့ပြောတယ်။အိုတဲ့အချိန်ကစိတ်မစင်ရရတော့။နာအောင်မယ်လို့သိချာကြည့်တာအဲဆိုရင်နာတဲ့အချိန်ကစိတ်မစင်ရရတော့။ပြေအောင်မယ်လို့ကြိုးကြိုးကြည့်တာ။ နေတိုင်းစဉ်းစားနေတိုင်းစဉ်းစားဘုရားနေတိုင်းကိုစဉ်းစားခိုင်းတာမြတ်စွာဘုရားကတော်တော်ကိုသနာတတ်ပါတယ်ဘယ်ကိုယ့်ရဲ့တပည့်တွေဖြစ်တဲ့ယန္တိပုံမှာတော်တော်သနာတတ်တယ်နော်ဒါပေမဲ့ဘုရားပေးတဲ့စေကိုအလှထားတာတော့ခက်တယ်နော်ကိုယ်တိုင်မလုပ်တာတော့ခက်ပဲဒါကြောင့်ရူပတ္တနိစ္စတံဒဂိဋ္ဌိတဝါအဲ့လိုရုပ်တည်ရဲ့အမြဲတမ်းဖြစ်နေရှိတည်ရှိမနေနိုင်ဘူးဆိုတဲ့သဘောတရားတွေကိုသိအောင်လုပ်ထားတယ်ဆိုတဲ့လူတယောက် ဝိပရိနာမယုတ်တိဖောက်ပြန်တတ်တယ်ဆိုတာသိအောင်လုပ်ထားတယ်။ဝိဒါကံယုတ်တိဆိုတာပျက်စီးတတ်တယ်ဆိုတာသိအောင်လုပ်ထားတယ်။နိရောဓံနောက်တကောအောင်ပြည့်စုံမှုယုံအားလုံးဟာတပြည့်ကျချုပ်အားလုံးမယ်ဆိုတာကိုပြည့်သိအောင်လုပ်ထားတဲ့လူတယောက်ဟာဩပုပ္ပေသရူပံအရင်တော့ကယုတ်တိတဲ့ဒီအတိုင်းပဲမမြဲအမြဲမရှိဘူး။အပြောင်းလဲတွေကြောင့်အမြဲတမ်းဟာကိုနှိပ်စက်ခံနေရတယ်။ အပြောင်းလဲတွေဖြစ်တတ်တဲ့သဘောတရားရှိတယ်။အခုဖြစ်တဲ့ယုတ်တရားလည်းပဲထို့တူပဲမမြဲဘူးအပြောင်းလဲတွေနှိပ်စက်ခံနေရတဲ့အပြောင်းလဲတရားပြောင်းလဲတတ်တဲ့သဘောတရားရှိတယ်ဆိုပြီးတော့အတိတ်ကယုတ်တွေရောလက်ရှိယုတ်တွေရောအကုန်လုံးကိုသေသေးချာချာမမြဲတဲ့သဘောတရားတွေကိုသေသေးချာချာအမှန်ကိုအမှန်တားနော်ယထာဘူတံပြောတာနော်။ကြံကြံပါမှစဉ်းစားခိုင်းတာဖရာတကုတ်မှမရှိဘူး။ယထာဘူတံအရှိကိုအရှိအတိုင်းအမှန်ကိုအမှန်တားဝိပဿနာပညာနဲ့ကြည်နိုင်ပြီဆိုရင် အဲ့ဒီယုံနဲ့ပတ်သက်ပြီးတော့ပြောင်းလဲတဲ့အချိန်ပျက်စီးတဲ့အချိန်ဖောက်ပြန်တဲ့အချိန်ဘာကြုံကြုံဝမ်းနေတယ်ဆိုတာလည်းမရှိဘူးဆိုးနေတယ်လည်းမရှိဘူးဆိုးရိမ်နေဆိုတာလည်းမရှိဘူးကိုယ်စင်းရဲ့စိတ်စင်းရဲ့လည်းမရှိတော့ဘူးပြင်းပြင်းထန်ထန်ပွန်ရတာလည်းမရှိတော့ဘူးအဲ့ဒါလေးကိုပျောက်သွားတယ်အဲ့လိုစိတ်စင်းရဲ့ကိုယ်စင်းရဲ့နေပျောက်ပြီးဆိုတဲ့အခါကျတော့နာပတိတ္တတိဒါနဲ့ပတ်သက်ပြီးတော့မဆွဲလန်းတော့မဆွဲလန်းတဲ့လူတယောက်ကမှသာလျင်ဒုက္ခဝိရတ္တိအချမ်းသာမပြေရတာလေနော်အပရိတ္တံဒုက္ခဝိရတ္တိ နော်ဒါလေးဒါလာဟိုဘာလဲဆိုရင်တောင်းတဆွဲလန်းတောင်းတောင်းတမတ်မှုတွေဆွဲလန်းမှုတွေမရှိမှသာလျှင်ချမ်းသာပြည့်ဝရတာအဲ့လိုတမတ်မှုဆွဲလန်းမှုတွေမရှိလို့ချမ်းချမ်းသာသာနေနိုင်တဲ့လူကလူကိုယ်သာလျှင်တူတရင်ကနေဖို့တော့ခဏငြိမ်းအေးသွားတဲ့သူလို့ခေါ်တာခဏဆိုတာဘယ်အချိန်လဲဆိုဥပဒနာရှုတဲ့အခါကျမမြဲဘူးဆိုတဲ့သဘောတရားကိုနားလည်တဲ့အခါအတန်လေးမှာ ဒုက္ခတွေမရောက်ဘူးဒုက္ခတွေကခဏလွတ်သွားတယ်ဆိုတာရှိရတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီလိုနိုင်ငံတကာမှာဆိုရင်မိလေးတစ်မိနစ်လောက်လေးပြက်တယ်တစ်နာရီလောက်လေးပြက်စိတ်ခွားရေးတွေထိသွားပြီးတော့ပုဂ္ဂိုလ်ကိုဇွဲချချနေတဲ့လူတွေတော့အများကြီးပဲမြန်မာနိုင်ငံမှာတော့ဟိုချမ်းသာတဲ့လူဖြစ်ဖြစ်စည်ရတဲ့လူဖြစ်ဖြစ်အိဋ္ဌာသဘောတရားတွေကိုတဖျားဟောကနေတက်ဆင့်တန်ဃာတော်တွေကနေတက်ဆင့် အဲပြီးတော့ကြာဖို့နာဝတွေခဏခဏကြာဖို့ထားတဲ့အခါကျတော့မမြဲတဲ့သဘောတရားတွေကိုအနေနဲ့ပြန်စင်ကျင်မိတတ်တဲ့အခါကျတော့ဟာတော်တော်ကိုအေးချမ်းသွားစင်ကျင်နိုင်တဲ့အချိန်အေးချမ်းသွားတာတချို့ဆိုရင်ဘာဖြစ်လဲဆိုတော့ကိုသားလေးဆုံးတယ်ကို့အမေဆုံးတယ်ကို့အချစ်ဆုံးသူတယောက်ဆုံးသွားတဲ့အချိန်မှာအယူလိုခံစားနောက်ဆုံးကျတော့အဲအဲဒီခံစားချက်ကိုငါတို့ဗုဒ္ဓဘာသာတော်တော်များများကနိုင်ပါတယ်ငါဘယ်လိုလုပ်မလဲတရားနာလိုက်တာတရားနာပြီးတော့အဲ့ဒီဒုက္ခလွန်မြောက်ပျောက်သွားတာလည်းရှိရဲ့ ဒါတရေငါပြိနေကုတာခဏအေးချမ်းသွားတကြော့ကြပါလားဆိုတော့ဟာဒီတိုင်းမရသေးဘူးတရားနာအောင်လေးနဲ့မအောင်မြင်သေးဘူးတရားထိုင်ပြလိုက်မယ်တရားထိုင်လိုက်တဲ့အခါကျတော့ခုနတုန်းကဖြစ်တဲ့လူနဲ့ကြွယ်ကွင်းရတဲ့ဒုက္ခတွေအဲပျောက်သွားတာတွေလည်းပဲရှိတယ်ဒါကြောင့်ပါလဲဆိုတော့လူတယောက်ချမ်းသာတယ်လူတယောက်စင်းရဲတယ်ဆိုတာကကိုယ်ပေါ်မှာမူတည်တာလားသူများပေါ်မှာမူတည်တာလားကိုယ်ပေါ်ပေါ်မှာမူတည်တာဓမ္မကိုတိဆောက်နိုင်လို့ ဆင်းရဲတာလားဓမ္မကိုမတည်ဆောင်းနိုင်လို့ဆင်းရဲတာဆင်းရဲတာဒါကြောင့်ကိုယ်ကိုကိုကိုကြိုးစားကြဓမ္မပေါ်မှာဓမ္မကိုတည်ဆောင်းနိုင်အောင်လုပ်ကြလို့မြတ်စွာဘုရားကမှားတယ်တော့ပါပဲအော်